ီနေ့ကျွန်တော်တို့မိဘပြည်သူများနဲ့မီဒီယာများကိုအသိပေးပြောကြားလိုတာကတော့မြဝတီဒေသမှာပြုလုပ်နေတဲ့ online ခေါင်းကစားမှုတိုက်ဖြတ်ခြေမုံရေးကိစ္စတွေနိုင်ငံတကာပူးပေါင်းဆောင်ရွက်နေမှုကိစ္စတွေကိုကျွန်တော်ပြောလိုပါတယ်ဒီနေ့နိုဝင်ဘာလ18ရက်နေ့မနေ့မှာပဲမြဝတီရဲ့မြောက်ဘက်မှာရှိတဲ့ရွှေကုတ်ကိုနယ်မြေကိုဌာနဆိုင်ရာ အဖွဲ့အစည်းတွေလုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များကဝင်ရောက်ရှင်းလင်းခဲ့ပါတယ်။ခမဥစွာအိုက်ထက်မှာရှိနေတဲ့ကျွန်တော်တို့ခွင့်ပြုချက်မရရှိပဲစောက်ထုတ်ထားတဲ့အဆောက်အုံတုံသုံးလုံးကိုအရင်ဝင်ရောက်ရှင်းလင်းခဲ့ပါတယ်။အိုက်ထက်ကနေပြီးတော့စီစစ်ဆဲကျွန်တော်တို့နိုင်ငံသား346ဦးဖမ်းမိခဲ့ပါတယ်။ online လမ်းဝေသားမှုမှာအသုံးပြုနေတဲ့ဖုံးအလုံးကြီးတပေါင်းဒီပါလောက်ဖန်စီရမိခဲ့ပြီးဆက်ဆက်ပစ္စည်းတွေလည်းဖန်စီရမိခဲ့ပါတယ်။ဒါတစ်ဖက်နိုင်ငံကို ထွက်ပြီးမဲ့သူတွေကိုလည်းကျွန်တော်တို့ပိတ်ဆို့ဖမ်းဆီးလျက်ရှိပါတယ်ဒီနေ့ဒီမှာ online လောင်းကစားမှုလောက်ဆောင်နေတဲ့နေမြေ၃ခုရှိပါတယ်အဲ့ဒါတွေတော့နံပါတ်၁ကတော့ KK ပတ်နေမြေနံပါတ်၂ကတော့ကျွန်တော်တို့ရွှေကုတ်ကိုနေမြေနဲ့နံပါတ်၃ကတော့ကြောက်ခက်နေမြေဖြစ်ပါတယ်ဒီ KK ပတ်နေမြေကတော့အားလုံးသိတဲ့အတိုင်းပဲမြဝတီမြို့ရဲ့ဒီတောင်ဘက်မှာရှိတယ်ရွှေကုတ်ကတော့မြဝတီရဲ့မြောက်ဘက်မှာရှိတယ် ီးရင်ကြောက်ခက်ဒေသကတော့ဒီတောင်ဘက်အစွန်ဆုံးပေါ့ဒါကေကေပတ်ရဲ့တောင်ဘက်မှာရှိတဲ့နေမိတွေဖြစ်ပါတယ်ဒီနေရာဒီမှာဘသူတွေပါဝင်ပတ်သက်နေတယ်ဆိုတော့ဆိုတာလည်းကျွန်တော်တခင်တော့အတီလင်းပြောကြခဲ့ပြီးဖြစ်ပါတယ်ကေကေပတ်နေမိနဲ့ပတ်သက်ပြီးကျွန်တော်အားလုံးကိုရှင်းလင်းပြောပြတဲ့နေရာမှာအထောက်ထားနေတဲ့ဘသူတွေနဲ့ပဲအချိန်တော့စာချုပ်ချုပ်ခဲ့တယ် KNU အဖွဲ့တွေကသူတွေနဲ့စာချုပ်ဘလူးချုပ်ခဲ့တယ်ဘလူးမျိုးဆောင်ရွက်ခဲ့တယ်ဘသူတွေပါဝင်ပတ်သက်ခဲ့တယ်ဆိုတာကျွန်တော် ရှင်းလင်းပြောကြားပြီးဖြစ်ပါတယ်။ KK ကနေဒီမှာအဓိကတော့မူလက်ဤအလင်းကုမ္ပဏီချန်အာရှ International Holding Group Thailand ကုမ္ပဏီတွေပါဝင်ပတ်သက်တာဖြစ်ပါတယ်။ရွှေကုတ်ကုန်နေမြာကတော့မြန်မာရာထိုင်း Holding Company Limited ပါဝင်ပတ်သက်တာဖြစ်ပါတယ်။ကြောက်ခက်နေမြန်မာတော့ကြောက်ခက် Garden Resort ကုမ္ပဏီကပါဝင်ပတ်သက်တာဖြစ်ပါတယ်။အဲ့ဒီနေဒီမှာကျွန်တော်တို့ရောက်ရှိပြီး online လောင်ကစားမှုတွေ online လိမ်လည်မှုတွေလောက်ဆောင်နေတယ်ဆိုတော့နိုင်ငံခြားသားတွေဘယ်လိုမျိုးရောက်ရှိလာတယ်လဲဆိုတာကိုကျွန်တော်တို့အားရှင်းပြပြီးဖြစ်ပါတယ်အဲ့ဒီကိုရောက်ရှိလာတဲ့ online လိမ်နေတဲ့နိုင်ငံခြားသားတွေဟာ69ဒသမ500ခိုင်နှုန်းလောက်ပါတစ်ဖက်နိုင်ငံအနေနဲ့တစ်ဆင့်မြန်မာနိုင်ငံလေးကိုကူပြောင်းရောက်ရှိလာတာဖြစ်ပါတယ်အဲ့ဒီနေမှာ 2021ခုနှစ်နောက်ပိုင်းမှာအိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့နာဝရီမျိုးနဲ့လမ်းကွာဝေးတဲ့ခုနနယ်မြေတွေမှာကျွန်တော်တို့တိုင်းသားလက်နက်ကိုင် EO ဖွဲ့ KNG နဲ့လေးဖွဲ့အပြီးရင်ကျွန်တော်တို့ NCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့အချို့သော EO ဖွဲ့တွေပြီးရင်ကျွန်တော်တို့လေချားဆောင်တပ်ဖွဲ့အမိခံတပ်ဖွဲ့တွေဝင်ရောက်ပြီးတော့ လောက်ကင်နေတာမျိုးဖြစ်ပါတယ်အဲဒီလူတွေကိုပန်းချိကပ်ပြီးတော့ကိုကျိုးစာစီပွားရေးတမားတွေကအဲဒီလူတွေနဲ့ဆက်ဆက်ပြီးတော့ဒီလုပ်ငန်းတွေကိုလှုပ်ဆောင်နေတာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့မြပရိမျိုးနဲ့အဒီတဝိုက်ကိုကျွန်တော်လွှမ်းမိုးနိုင်တဲ့နေရာတဝိုက်မှာ online လောင်းကစားမှုတိုက်ခဲ့ရေးတွေကျွန်တော်စတင်ဆောင်ရွက်ခဲ့တယ်တဖြည်းဖြည်းကျွန်တော်တို့နေမြငင်းညမ်းလာတာနဲ့အများနေမြစိုးမိုးရေးနေမြရှင်းလင်းရေးလုပ်ပြီး online လိမ်လည် အမြင့်ပြပပရောက်ရေးအတွက်ကျွန်တော်တို့ဆောင်ရွက်နေတာဖြစ်ပါတယ်အဲ့လိုဆောင်ရွက်တဲ့နေရာမှာကျွန်တော်တို့ရဲ့ဂုံဂျုံဟိတပ်ဖွဲ့ဝင်တွေစစ်တီတွေဝန်ထမ်းတွေအသက်သွေးချေးပေးဆက်ပြီးကျွန်တော်တို့လှုပ်ဆောင်ခဲ့ရတာဖြစ်ပါတယ်ဒီနေမြေမှာရောက်ရှိလာတဲ့တရားမဝင်ရောက်ရှိလာတဲ့နိုင်ငံသားတွေကိုကျွန်တော်တို့စစ်ဆေးပြီးဖြစ်ပါတယ်တချို့စစ်ဆေးချက်မှတ်တမ်းတွေကိုကျွန်တော်တို့မီဒီယာများမိဘပြည်သူများသိအောင်ကျွန်တော်တို့ ထုတ်ပြန်ပြောကြားလိုက်ပါတယ်အဲ့ထုတ်ပြန်ပြောကြားချက်ကိုကြည့်ရင်ဒီလူတွေဟာ